အားလုံးပဲမင်္ဂလာပါ Life Style Channel ကနေပြန်လည်ကြိုဆိုပါရယ်ရှင်မောင်က like ခဲ့ဟုခေါ်တော့ကလည်းမောင်ပြီးမှကျွန်မပါသည် မောင်ကနေရီးခဲ့ဟုဆိုပြန်တော့လဲမောင်စိတ်အနှောက်ရှက်ဖြစ်မဲ့စားတဆောင်စကားတခွန်းမြတ်မောင်မကြရစေပဲကျမငြိမ်သက်စွာ နေရစ်ခဲ့တာအမှန်ပါပဲ အဲ့ဒီအထိကျမမောင်ကိုချစ်မြတ်နိုးခဲ့ပါသည်မောင်အမတ်တရားအခန်းတော်တခုသောတောင်ပေါ်မြို့ငယ်လေးတစ်မြို့မှာမောင်နေထိုင်လေးရရှိသည်လှပဆန်းကျဲသည်ဆိုသော မောင်မြို့ကလေးကိုကျမရုပ်ရှင်ထဲမှသာတခါမြင်ဘူးပါသည်ချင်တကားတစ်ဖက်တစ်ချက်၌ထင်းရှုပင်နှစ်ပင်အရှင်၍ပေါင်းနေသောတထက်တိုက် ပူပူလေးကို မြင်လိုက်ရတော့ကဆိုလျင်ဒါမောင်နေတဲ့အင်္ဂလိပ်များလာဟုလွန်ဆွချင်းကြီးစွာအမှတ်ရလိုက်မိသေးသည်ဒီပုံစံဟာမောင်သိကြိုက်တဲ့တိုက်ပုံစံမျိုးပဲမောင်အဲ့ဒီမျိုးကလေးမှရှိနေခြင်းကိုလေသတင်းစာထဲမှာလက်ထပ်ပြည့်စည်ခြင်းကြောင့်ညာပါလာမှသိရသည်တချိန်ချိန်၌မလဲမသွေရင်ဆိုင်ဖို့မျောလင့်ထားသောသတင်းဖြစ်တော်လေတကယ်တမ်းတိတိဆိုင်ဆိုင်ရင်ဆိုင်လိုက်ရသောအခါ ကျင်မမျက်လုံးများပြဝေသွားခဲ့သည်ဆုံရှုံရပြီဟုသိလိုက်ရသော အချိန်မှာကျင်မမျက်ရည်ကျ၍မဖြစ်သောဒေသနေရာဒေသဖြစ်နေ၍တော်ပါသေးသည်ကျင်မသည်မောင်ခခဏခဏပြိုတက်သလိုမျက်ရည်သိမ့်လွယ်နေသည်ထိုအချိန်ကသမဝါယမဆေးခဲမှရှိနေသည်ထိုနေ့ကမျက်ရည်မကျခဲ့ပါ မောင်နေ့ကျမဘဝကိုတခုစီဟုဘယ်တော့ကမှမတတ်မှတ်ခဲ့ဘူးတော့ကျမသည် အဖြစ်ဖြစ်အမှန်ကိုလက်ခံဖို့လာပေါင်းများစွာအားယူခဲ့ရပါသည်နောက်တော့မောင်အနီးနားမှာမရှိတော့ပဲကျမဤသီးသန့်ဘဝကို အတားအဆီးမရှိ ဖြတ်ကျော်လာနိုင်ခဲ့သည်ကျမကဟန်ဆောင်ကောင်းပါသည်ကျမသည်ပုံမှန်အတိုင်းသမဝါယမစေခဲနှင့်ကိုပိုင်စေခဲတို့ကို ဆက်ရုပ်တစ်ခုကဲ့သို့အချိန်မှန်စွာလှုပ်ရှားသက်ဝင်နေခဲ့၏အိမ်နှင့်ဈေးခန်းအကြားတွင်ကျမ၌မိသည့်အပူအပင်မှမရှိသလိုရေမောပျော်ရှင်နေမည်လူမှုရေးကိစ္စများတွင်တမန်အတိုင်းပါဝင်ခဲ့သည်ကျမတို့နှစ်ယောက်၏ကြောင်းသားဘဝတုန်းကယင်းနှမှုကိုသိထားသောတငယ်ချင်းများကကျမထံစာဖြင့်လှမ်းရေးပြီးအံ့ဩသနာကြသည် မောင်ထားရခဲ့သောကျန်ရည်သူတယောက်အဖြစ်ခယူနာတက်ကြသည် ကျမလာသမျှစာများကိုလုံးဝမပြန်ခဲ့ပါဘယ်နဲ့လုတ်ပြီးစာပြန်ရမလဲမင်္ဂလာဆောင်ဖိတ်စာလေးတော့လှမ်းပိုးမခံရပဲသတင်းစာမှတဆင့်သိရတော့အကြောင်းကိုဘသူသွားပြီးရင်ဖွင့်ရန်လိုအပ်ပါတည်းအများအမြင်တွင် ကျမသည်ကျောင်းသူဘဝအတိုင်းဘာမှမပြောင်းလဲပါ နောက်ပြီးကျမယခုရောက်နေတော့ မျိုးကလေး၌မောင်နှင့်ကျမအကြောင်းကြားဘူးသူမရှိ ရှိမီမထင်ပါ ထို့ကြောင့်ကျမလူလူလောကဝတ္တရားများကိုတာမန်အတိုင်းဆောင်ရွက်ခြင်းလည်းနေနိုင်ခဲ့သည်လွဲဆုတရိယာစိတ်များပြည့်အံလာသောအခါကျမမန္တလေးကိုသွားမိသည် မောင်နေထိုင်ခဲ့သောနန်းရှိကတထက်အိမ်ပြင်အိမ်ကလေးစီသို့ကျမရောက်လာတတ်သည် မောင်ထွက်သွားပြီး သည့်နောက်အင်လာကကြက်တရာဆိုသည်မှာចောင်းသားဘဝတုန်းကများပြားသလောက်ဆရာဝန်ဘဝတွေနေပါလှသဖြင့်ကျမကပဲတောင်းတောင်းပန်ပန်နဲ့ဆက်ငါထားခဲ့မိသည်ဘာအတိတ်ပင်နဲ့ကျမပြူးလုံးမိမဲ့မသိတော့လဲကျမအတွက်ဤအင်္ဂလိပ်ရှိနေမှာဖြစ်မည်ဤအင်္ဂလိပ်တို့တစ်နှစ်တစ်ခါတို့မဟုတ်နှစ်ခါလာရသည်မောင်းထန်လာရတယ်လို့ကျမခံစားရသည် ိမ်ထဲဝင်ဝင်ချင်းမောင်ကိုဝေအနဲ့အသက်များကိုကျမရသည်ဖျားစင်တစ်ခုမှလွဲ၍တခြားအိမ်နောက်ပရိဘောဂများပြည့်စုံပါဝင်သည်ဤအိမ်ကလေးသည်ကျမအတွက်တော့နှွေးထွေးသောလမ်းဆွခြင်းတစ်ခုဖြစ်သည်ဤသို့ရောက်လျင်ကျမသည်မျိုးမှကျင်ရခဲ့သော လူနာများကိုလည်းကောင်ဆွေမျိုးများကို၎င်းလူမှုရေးပြဿနာများကို၎င်းတတိမရတော့ပဲကျမဤနှလုံးအိမ်နှင့် ဥနောက်မှာမောင်တယောက်ထဲသာရောက်နေတော့သည်မောင်ကိုကျမမေးဖြောက်၍မရနိုင်ချစ်ခဲ့ပါသည်မေးဖြောက်ဖို့မကြိုးစားခြင်းလောက်အောင်မမောတတားခဲ့သည်နှာကြီးမုန်းတီး၍မရလောက်အောင်မျက်နှာတန်းထားခဲ့သည်ကျမချစ်သောမောင်သည်တောင်ပေါ်မြို့ကလေးတစ်ခုတွင်ကျမနှင့်ဆန့်ကျင်စွာငြင်းချမ်းသာယာရှိနေပြီလိမ့်မည် ထဲတန်းကျောင်းသားဘဝတွေက မောင်မြင်နိုး၏အသည်းအသည်လိုက်ယူခဲ့ရသည်ဟုသတင်းကြသောမောင်စနီနှင့်ရေမောပျော်ရှင်နေပြီလိမ့်မည်။အလုံးမပင်မန်းစွာပြန်လာတိုင်းချစ်စပွဲအပြုံးလေးနဲ့အရေးတယူစည်းကြုံနှစ်သိမ့်မဲ့လပသောဇနီးတွေကိုမောင်ကျေနဲ့မြင်နိုးမဆုံရှိနေလိမ့်မည်။စေခဲမှညာကိုနိုင်စေနိုင်အိမ်ပြန်ရောက်သောအခါတွင် အေးစက်နေသောထမင်းနဲ့ဟင်းကို၆ကက်စာကျမစားနေချိန်တွင်မောင်ကတော့မောင်စနီးပြင်းစင်ကျွေးသောပူနွေးသည့်ညစာချစ်စနီးနဲ့အဆူပြေစွာစားတော့နေလိမ့်မည်အိယာဝင်အချိန်တိုင်းအိယာပေါ်တွင်အာရမှခေါင်းအုံးတွင်ပအယွေငိမ့်သက်ရတန်းစွာကျမအိပ်ပျော်ဖို့စူးစမ်းနေချိန်တွင်မောင်ကတော့ချစ်စနီးကိုရင်မှာပွေဖဲ့၍နှင်းနှင်းချိုက်ချိုက် အိမ်မောကြနေပေလိမ့်မည်။နနေအရာထချေစပွဲတင်နိုင်ဤမိတန်ကြောင့်ထိတ်လန့်တကြကျမနိုးထားခြင်းတွင်မောင်ကားတော့ညင်သာသော အနန်းတစ်ခုဖြင့်နှင်းသိမ့်စွာနိုးထားခဲ့ပေမည်။စီစဉ်တကြမဟုတ်သောနနက်စာကိုကြုံတလို့ကျမစားနေရခြင်းတည်းမောင်းမာတော့အစဉ်အသင်းပြင်ဆင်ကြွေးမှုသည်ဇနီးကရှိနေသည် ကံစိုးသောပညာတတ်မိမတယောက်နှင့်ကံကောင်းသောပညာတတ်ယောက်ျားတယောက်သည်ဤမြခွာချားမှာပဲမဟုတ်လားမိမဆိုတာပညာတတ်ဖို့မလိုဘူးရုပ်ချောဖို့ပဲလိုတယ်မိမပြီးသားဖို့ပဲလိုတယ်ရဲတယ်လို့မောတယ်လို့မကြာခဏကြွေးကြော်လေးရှိတယ်မောင်သည်တာမန်ပွဲရအမျိုးသမီးဖြစ်သည့်လပတော်မိန်းကလေးတဦးကိုရွေးချယ်တာမှန်ကန်ပါတယ် ဒါဖြင့်ပညာတတ်ပြီးယုံမချောတဲ့မိမကိုမောင်ပါဖြစ်လို့မောင်ပေမှာလက်တွဲခေါ်ခဲ့သည်လေ။မောင်ကိုပြောချင်သောစကားများစွာထဲမှတေးဖွဲ့သောစကားလေးတစ်ခွန်းသာဖြစ်သည်။ကျမစကားတစ်ခွန်းကြောင့်မောင်ထိခိုက်မိဆိုလျင်ကျမကိုကျမအပြစ်ဒဏ်ခတ်ပစ်လိုက်မည်။ကျမကြောင့်မောင်မတွေ့ဝေစေရပါ။ပေါင်းစုံဖြည့်ချက်သည်ကျမကြောင့်မှားယွင်းမှုမရှိစေရပါ။မောင်တခုခုမှားသည်ဆိုလျင် ဤအမသည်မောင်ကိုယ်တိုင်ဖန်တီးပြုလုပ်သောအမသာဖြစ်စေရမည်ထို့သောမောင်ဘွားမှာနောက်ထပ်အမဟူ၍ရှိတော့မှာမဟုတ် ကျမကိုချစ်ခဲ့ခြင်းသာမောင်အတွက်အကြီးမားဆုံးအမဖြစ်သည်အဘဲချောင်းဆိုသောမောင်နှင့်ကျမသည်အစစအရာပေါင်းဆက်၍မရနိုင်လောက်တိချာဖြစ်တည်နေသောကြောင့်ဖြစ်သည်ဤအချက်ကိုလည်းအချိန်လုံးမှနှစ်ဦးသလုံးရင်မိခဲ့ရလေသည် မောင်ကသူ့ချစ်သူကိုမိမပိသားစီခြင်းသည်ကျမသည်တနခါလိန်ဖို့ကိုပင်အလွန်ပြင်းရသူဖြစ်ရာမိန်ကလေးများလိန်အပ်သည်မိကပောင်းနိုင်ရင်မွေနှခမ်းဆူစီစသည်တို့စေကူတဲ့၌ပင်ထဲပေါ်၍မရပါအဝိစားစဉ်ပင်ကိုလည်းကြုံတလို့ကောက်ဝစ်သွားတတ်၏စိတ်နှလုံးနဲ့ဥနာအည်ချင်းကိုသာ တံပိုးထားတဲ့တော့ကျမသည်ခန္ဓာကိုယ်အရေပြားပေါ်မှာအလှပကိုတံပိုးမထားတတ်ခဲ့သည်မှာအမှန်ဖြစ်သည်ပြင်ပအလှပများကြောင့်ယောက်ျားတစ်ယောက်နှင့်လွဲရမည်ဆိုလျှင်ဆဲကားဖြင့်လွဲလိုက်ဆင်းပါစေဟုသောမာနတရားဖြင့်ရဲဝံစွာဘဝကိုဖျက်သိမ်းသော ကျမသည်မောင်ကို ချစ်မိသည်မှလည်းမောင် ခန္ဓာကိုယ်ခန္ဓာအလားအပါကြောင့်မဟုတ်ဘဲအမြဲတမ်းဆုရှာလေးနှစ်တော်မျက်လုံးများနဲ့ထက်မြက်တော်ဉာဏ်ပညာကြောင့်သာဖြစ်သည်ချစ်သူရင်ခွင်မှာနွဲ့မိကြည်နူသောအခြားသောမိန်းကလေးများမိခဲ့သူနေမည်မသိတော်လဲမောင်ရင်ခွင်မှာဖက်တွယ်ကြည်နူနေသောကျမကတော့ကျမတို့နှစ်ယောက်မှမွေးဖွားလာမည်ဒါသူမဟုတ်သမီးကို အသိဉာဏ်ထမြက်ကြိုးစားမိရင်သွေးအဖြစ်စိတ်ကူးရင်ပျော်ရွှင်နေခဲ့သော အချိန်များကများလေသည်မောင်ကမိန်းကလေးပီတာစီခြင်းလွန်တော်ကျမသည်မိဖို့ကြောင့်တွင် ထမင်းရင်ချက်ပြုံရင်အချိန်ကုန်ဆုံးဖို့ဝါသနာမပါတော်မိမတယောက်လည်းဖြစ်သည်စနေတရုံနေအောင်ပိတ်ရများတွင်နန်းရှိအိမ်၌မောင်နှင်အတူနေလေစား စီစဉ်ချက်ပြုတ်ဖို့တခါတည်းမှသာဝါသနာပါသည် အများအပြင်လွယ်ကူပြီးစီးသောမောင်လဲကြိုက်တဲ့သောပေါင်မုံကိုပင်အမျိုးမျိုးလှုပ်ရှားခဲ့သည် ပေါင်မုံနှင့်ကော်ဖီကိုကျမညီငွေလာသောအခါမှမောင်ကြိုက်တဲ့သည့်ငချင်းသားစီပင်ဖြစ်စီဝတားပင်ငပီဖြစ်စီငတလောက်ပေါင်းဖြစ်စီစိတ်လူလည်းရချက်ကျွေးတက်လေသည်မောင်ကသူ့ချစ်သူကိုယောက်ျားလေးနဲ့လက်ဖက်ရည်ဆိုင်အတူထိုင်တာအလွန်စိတ်တူတက်သည် ကျမကတော့ဝါသနာတူမိတ်ဆွေမိန်းမဖြစ်စီမောင်အယောက်ျားဖြစ်စီတူဦးဦးနဲ့ရုပ်ရှင်အကြောင်းစာအုပ်အကြောင်းနောက်ဆုံးတချင်းတိတ်ခွေမြားနဲ့ဂီတအကြောင်းအထိတမေတမျိုးစကားထိုင်ပြောဖို့ဝင်မလေးတက်ပြီကျမဝိထုများကိုဖတ်၍ကျမကိုလေးစားသော မိတ်ဆွေဖွဲ့ခြင်းသောလူငယ်များကတခါတရံအဆောင်သို့လာရောက်တတ်သည်ကျမသည်မောင်မကြိုင်မှန်းသိသောကြောင့်အကြောင်းတစ်ခုခုပြ၍ရှောင်ရန်စူးစမ်းခဲ့ဘူးတော်လဲ မအောင်မြင်ပါမိသူမိဝါမဟုမသိပဲလက်ခံစကားပြောဖို့ဂျမတာဝန်ဖြစ်တယ်လို့အရေးတယူအထင်တကြီးခင်မင်မြင်ဘူးလို့စွာလာရောက်သောစာဖက်သူအားတုံးတိစွာစကားဆက်ဖြတ်မပစ်ဖို့လဲဂျမတာဝန်ပင်ဖြစ်သည် တခါတည်းရန်မောင်ကဂျမကိုပါလာတဲ့လာရှာသောအခါဂျမစကားဖြတ်၍နှင်လို့ ယာဤမောင်ကလိုက်မလာပဲဗန္တာပင်အောက်ရက်ကြည့်ပြီးဒေါသတကြီးထွက်သွားပြီဆိုလေကျမမျက်နှာပြက်မပြက်အောင်အတင်းဟန်ဆောင်ထားခဲ့ရဤဤကိစ္စနှင့်ပတ်သက်၍စကားများကြရာတွင်မောင်ကဘယ်တော့မှအလျှော့မပေးပါတောဆက်မှာမင်းပရိသတ်ကမိမကိုမရှိဘူးယောက်ျားကြီးပဲဟုဒေါသတကြီးရေရွ့ဤကျမဘာမှပြန်မပြောတတ်ပါ ဝိစာသိပ်ပံတက်ကတူတန်းမှာမိမတွေလည်းအများကြီးမင်းစီလာသည်များ ။အရေးသက်ကတော့ယောက်ျားကြီးပဲဟုမလို့ဓမ္မပြောတိုင်းကျမအပြုံးမပြင်းနှစ်သိမ့်မြန်ဖြစ်သည်။ဝတ္ထုမဂ္ဂဇင်းဝတ်ဖတ်ဖို့ဝါဒနာမပါသောမောင်သည်လစဉ်ထုံမဂ္ဂဇင်းတို့ကိုလှန်လို့၍ကျမဝတ္ထုကိုရှာလီမြင်လား။မဂ္ဂဇင်းတစ်ခုကိုကြည့်ပြီးဆိုရင် ကတ်တုန်းကိုဦးစားပေးဖတ်တော်မောင်သည် ကျမဝတ္ထုကိုတော့ဝတ္တရားမပြက်ဖက်ရှုခဲ့ပါသည်တခါတည်းရင်ဘာတွေရေးထားတာလဲဟုမပြက်မကွယ်မဟွက်ညဉ့်ညူလေးရှိသောမောင်ဤပွင့်လင်းရိုးသားဟန်ကိုကျမချစ်မြတ်လို့ရ၏ချစ်ရတဲ့ဝတ္ထုတွေမောင်မကြိုက်ဘူးလားဟုခက်တတလေးမေးလိုက်လေရင် မောင်ကခလေးဆန်စွာမျက်နှာဤရှုံပြတတ်သည်ချိန်ဖို့နေနေတတဘာတွေရေးမန်းတော့မသိဘူးတဲ့မောင်ဟာလေးအရင်ချစ်ဖို့ကောင်းတာပဲဟု ကျမကရင်မောရင် မဲ့ချက်ချလဲမောင်ရှက်သွားပြီဘာလဲဟာဟုရေရွတ်တတ်သည်အများတကမကြခဏတိုက်တော့မှပြောလို့မှချစ်ကိုလူတွေကပြောနေတယ်စာရေးကျဲလို့ဆိုလားပဲဟုတဆင်စကားဖြင့်ယူသားစွာတိုက်တွန်းတတ်သောမောင်သည်ကျမနှင့်ဝေးကွာနေသောမောင်အေဂျင့်မှုအတွင်၌ကျမ၏နာမည်ကိုသတိတရရှိဖို့တော့တော်တော်ခဲယဉ်ပါပါ မဂဇင်းထဲမှာကျမရေးသောဝိထုဖြင့်ကျမကိုတရိယာအောင်ကလည်းမဖြစ်နိုင်။မောင်နှင့်ဝေးကွာခဲ့သည့်သုံးနှစ်အတွင်းမောင်လက်မထက်မီဝိထုတို့တပုတ်လက်ထက်ပြီးဝိထုတို့တပုတ်သာထက်ဖြစ်ထက်ဖြစ်၏။မောင်လက်ထက်ပြီးမဂဇင်းမှာပါသောဝိထုကလည်းဟိုးရင်ကလေးကရေးပြီးသားဆမှုချမ်းကိုအနားငယ်ပြုပြင်မိုးမှန်ခဲ့ခြင်းဖြစ်လေသည်။အကြောင်းတိုက်ဆိုင်၍ကျမကိုမောင်တရိယာခဲ့လေ။ဘာဖြစ်လို့ဝိထုမရေးတာပါလေဟု နားလေစွာစိတ်မကောင်းဖြစ်နေမိလားဤဒီမှာယူနှံသောထင်မြင်ချက်တစ်ခုသာဖြစ်သည်ဘာဖြစ်ဖြစ်ရှားပါလှစွာသော တခါတရံမှာတော့မောင်ကျမကိုတရိယာမှာပါဥပမာမောင်လူနာတယောက်ဒီကျမနှင့်နာမည်တူဆင့်တူနေလေရင်ပေါ့နောက်ပြီးရိုးတရားဖနဲ့ခွာမြင့်ဥချုံစီထားသောအရက်ဘူးကောင်မလေးများကိုမြင်လျင်ဘောတို့မဟုတ်မန္တလေးတို့ ်ဆင်းသည့်ရပိုင်းများတွင်မောင်နှင့်ကျမသွားခဲ့သောနေရာများကိုမြင်လျင်ပေါ့တရုတ်တန်းကဖဲထုတ်ကျော်ဆိုင်ကိုကျမကိုတရိယာဆင်းဖြင့်မောင်ဖဲထုတ်ကျော်သွားမစားအပ်ဘူးဟုမိသူကညင်းဆိုနိုင်မလဲဖဲထုတ်ကျော်စားနေသည့်တညက်နေခင်တုံးကခလန်းလန်းမှ မြို့နယ်သမဝါယမဈေးခဲမှထွက်လာတော့ အဖသမားတော်ကြီးကိုလေးစားကြောက်ရွံ့စိတ်ဖြင့်နှစ်ဦးသားမျက်နှချင်းဆိုင်ဖို့ရှဲရွံ့စွာထွက်ပြေးခဲ့ရခြင်းအကြောင်းကိုမောင်တတိရခြင်းရနေလိမ့်မည်အလုတ်တင်ဆရာဝန်ဘဝတော်ကကျမကိုမြင်နိုင်မောင်နှံမီဖြင့်သူပဲမှာဟောက်စာခြင်းလုတ်တယ်ဟုတတိတိယမိတတ်တော်အဖသည် မောင်တဦးတဲ့မြင်လျင်ကျမနှံမီဖြင့် ဘယ်မှာစည်းကမ်းဖွင့်နေတယ်လဲဟုသတိတရမေးအောင်မှအသေးချပါသည်ထိုအခါမောင်ကအဲအဲ့ဒါကျွန်တော်မသိဘူးအဖဟုရိုးသားစွာဖြေလိမ့်မည်တဲတဲတွဲခဲ့ကြသောချစ်တဖက်နှစ်ဦးအားမြည်သည့်စီဟာကားမှကွဲကွာလို့စီမီမဟုတ်ပါမန္တလေးရောက်တိုင်းတင်းပြန့်အေးဆိုင်မှာရေခဲမုံသွားစားဖို့မောင်သတိရခြင်းရနေမှာပေါ့ ဈေးကြိုမလွယ်ပေါက်ကမီးရှည်ဆိုင်သို့မုံမုံစားဖို့တက်တက်ကျမကိုလိုက်ပို့ခဲ့ဖူးသည်ကိုသတိရခြင်းရပြီ။ဝင်းလိုက်ရုပ်ရှင်ယုံဘေးကအုံတို့ခေါဆွဲဆိုင်မှာပြင်သစ်ရုပ်ရှင်မင်းသားအေးလိန်ဒီလုံးနဲ့ပတ်သက်ပြီးကျမတို့နှစ်ယောက်စိတ်ဆိုးစိတ်ကောက်ခဲ့ကြောင်းတတိယမိလည်းမောင်ဆဲလွတ်လပ်လို့ပြုံးမိပြုံးရည်မိလီမလား မောင်လက်ထပ်ထားသောမောင်ချစ်စနီးကတော့မောင်စိတ်ကောင်းရလောက်အောင်ရုပ်ရှင်မင်းသားတယောက်ဤမျက်နှာနှုတ်ခမ်းအမှုအရာစိတ်သဘောထားအထိစိတ်ဝင်တစားကောက်ချက်ချချီကျူးလိမ့်မည်မထင်ပါတောင်တမန်အင်းဤစတက်စားအချိန်တွင်မဲဆယ်ပင်အောက်ရေဆက်နာပေးတစ်ခု၌နှစ်ယောက်သားအတူထိုင်၍ဘာစကားမှမပြောဘဲတယောက်ကိုတယောက် ွေးဖက်မိနှွေရင်ငြိမ်သက်နေခဲ့ဘူးကြောင့်အောင်တတိယချင်းရလိမ့်မည်ထိုအခါကျမအပေါ်တနန်းကျင်နာစိတ်ကလေးအနှဲငယ်ဝင်ရောက်လေရင်ပင်ကျမကျင်နေပြီမောင်အခမ်းမှာကျမကိုတတိယလွမ်းဆုစိတ်ကြောင့်အလန်းပြည်ကြည့်ရင်ထားဖို့ဆိုဟိုရစွတ်တရွတ်တောင်းခဲ့တော့ကျမတတ်ပုံပင်မြရောက်နေပါလိမ့် မောင်မင်းကလေးမှပြန်စင်းတော့ကကျမပြန်တောင်းထားဖို့တရိယတော်လည်းမကောင်းဘူးဟုထင်သည်အဲကြောင့်ပေါ်နေသည်ကို မြင်နေရပြီဖြစ်သောကျမအနေဖြင့်ကြီးစားဟောင်း၏ဓာတ်ပုံကိုတတတလန်းစွန့်နေမိအရေးအတွက်နှဲပါလာသောယောက်ျားအမျိုးသားတဲ့တွင် မောင်မပါဝင်မဲ့ ကျမသိပါသည် မောင်သည်အနှဲငယ်စိတ်ကူးမရင်တဲ့အနှဲငယ်မစိတ်ကူးမရင်တဲ့ပါအမြဲလက်တွေ့ကြဖို့ကြိုးစားနေသူတယောက်လည်းဖြစ်သည်ဖြစ်နိုင်သည်မှာကျမတတ်ပုံကိုမောင်မီးရှို့ပြီးဖြစ်မှာပါကျောင်းသားဘဝတော့မောင်ဤရိုက်တာနှစ်ချက်နားထောင်ခွက်ပြခလေးအောင်မှာဂျေဟူသောအနီရောင်စာလုံးလေးတစ်ခုထည့်ထားခဲ့ပါသည်ဆေးရုံမှာနှစ်ချက်ကို အသုံးပြုတော့ ထွင်းပေါက်မြင်နေရသောခြေဟူသည့်စာလုံးကလေးကိုကြည့်ဆရာတဦးကဟေ့ခြေဆိုတာမင်းနဲ့မီတော့မဟုတ်ဘူးကွာနော်မင်းကြီးစားနဲ့မယ်မဟုတ်လားဘသူတဲ့လဲဟုရေမောကြီးမေးခဲ့သည်ဟုဆို၏အခုတော့နောက်နေချက်မှာခြေစာလုံးရှိခြင်းမှရှိတော်မူသူမဟုတ်အင်္ဂလန်ပြည်ဖြစ်လစ်နေကြကိုပြောင်းလဲအသုံးပြုနေပြီးဖြစ်ချင်းဖြစ်မည် တခုသေးကြသည်မှာမောင်ကင်သောပြဌာန်းစာအုပ်ဤပထမဆုံးစာမျက်နှာညာဘက်ထိတ်တွင်ဂျေဟူသောစာလုံးများကတော့အခုထဲထိရှိနေပါလိမ့်မည်မောင်ဖဲပောင်ရိုက်သောပြဌာန်းစာအုပ်တိုင်းကျမပြန်ရွေးပေးပြီးကျမပြန်ရွေးပေးသောစာအုပ်တိုင်းမောင်ကကျမနာမည်စလုံးရေးသားထားသောကြောင့်ဖြစ်ပါသည်ဒါကမောင်စာအုပ်မဟုတ်တော့ဘူးလေချစ်စာအုပ် မောင်ကမချူမချင်းပြောလို့ရှိသည်။ဘာပဲဖြစ်ဖြစ်မောင်သည်စာလုံးများကိုစုပ်ပစ်သည့်အထိကျမအပေါ်စိတ်နာဖွယ်အကြောင်းမရှိပါ။မောင်ကိုနာကြီးမည်ဆိုလျင်နာကြီးထိုက်တော့ကျမကလည်းမောင်မွေးနေ့လက်ဆောင်ပေးခဲ့ဘူးသောဂစ်တာလေးကိုရိုက်ချိုးပစ်ဖို့ကျမစိတ်မကူးခဲ့ပါ။အစွဲလန်းကြီးမလာတော့ကျမသည် မောင်ဝယ်ပေးသောကနုကမာလက်ခတ်ပြပက်ထရစ် patron patron လှလှလေးကိုပင်မဖောက်ရဲ့ဖောက်ရဲ့အပေါလေးဖောက်ပြီးနိုင်လုံကျိုးကလေးဖြင့်ချီ၍မပြောင်းမပြစ်အောင်ကေတာနှင့်တွဲချီထားခဲ့သည်ရင်းစရာကောင်းနေသည်မှာမောင်နှင့်ပတ်သက်သည်များအသေးအမှပစ္စည်းကလေးများရေချိုးရင်းစီတော်ရောဘာဖနက်ကအစကျမထံမှမကွဲမကွာရှိနေပါလျက်မောင်ကိုယ်တိုင်ကတော့ကျမနဲ့မိုင်ပေါင်း ်များစွာဝေးကွာသောတောင်ပေါ်မြို့ငယ်လေး၌ကျမကိုမီးရောက်နေခြင်းပင်ဖြစ်သည်နောက်ပြီးကျမဘယ်လိုကြံရပါမလဲအနေငယ်မြပြန်ခဲ့မမကြည့်ခဲ့ခြင်းဖြစ်လေသည်ဘသူတွေဘာပြောပြောမောင်းချစ်သူမှာကျမဖြစ်ခဲ့ရတော့ကြောင့်မန်ကန်ကောင်းသည်မောင်လိုက်ခဲ့ပါဟုခေါ်တော့ကလည်းမောင်းပြီးမှကျမပါသည် မောင်က နေရင်ခဲဟုဆိုပြန်တော့လေမောင်စိတ်အနှောင့်ယှက်ဖြစ်မိစာတဆောင်စကားတခုမျှမောင်မကြားရစေပဲကျမညင်သက်စွာနေရင်ခဲတာအမှန်ပါပဲအဲ့ဒီအထိကျမမောင်ကိုမြင်လို့ခဲ့ပါသည်မောင် အခန်းလေးကိုဆက်ပါအောင်မီ